ပြီးလို့ရှိရင်အဲပြီးလို့ရှိရင်တီးနံထွက်နှုံမြင့်မားစေဖို့ကြတော့ကျွန်တော်တို့တီးနံဈေးနှုံများအတည်ငြိမ်မှုရရှိရေးကျွန်တော်တို့ဆောင်ရွက်ပေးရမယ်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအဲ့ဒါဘာလို့ခေါ်လဲဆို supply chain financing လို့ခေါ်ပါတယ်ရှင်အဲ့ဒါဘာလဲဆိုရင် site ပြောထုတ်လုပ်တဲ့အဲ ქვენ ဆက်တလျှောက်မှာအဲတလျှောက်မှာကျွန်တော်တို့ချေးငွေပေးတာပေါ့နော်ပထမသွင်းအားစုတွေတက်ငွေချေးပေးတယ်နောက်တစ်ခုကဒီလယ်လုတ်တဲ့အချိန်မှာကျွန်တော်တို့လိုအပ်တဲ့ဒီစက်ကရိယာတွေနဲ့အဲပေါ့နော်စက်ကရိယာတွေလည်းအဲဒီဒီ အရေးကြောင့်ဝင်ယူတဲ့စနစ်တွေပေါ့သို့မဟုတ်လို့ရှိရင်ငှားမယ်ဆိုလို့ရှိရင်လည်းငှားရန်ကနည်းနည်းနဲ့ပေါ့နော်အပြီးလို့ရှိရင်တီးနှံထွက်လို့ရှိရင်လည်းဒီတီးနှံတွေကိုကိုတော်မှာအပ်ထားပြီးတော့မှကိုတော်မှာတင်းဆဲထားတဲ့တီးနှံတွေကိုအာမခံဖြစ်ထားရှိပြီးတော့မှငွေချေးယူနိုင်တဲ့စနစ်ပေါ့နော်အပြီးလို့ရှိရင်ကုန်တယ်တွေဘက်ကလည်းပါရှိလဲဆိုလို့ရှိရင်နိုင်ငံတကာကိုရောက်မှာပဲဖြစ်ဖြစ်အပြည်တွင်းမှာရောက်မှာပဲဖြစ်ဖြစ်အဲဘာလို့လို့ရလဲဆိုလို့ရှိရင်ညကျွန်မတို့ကဥပမာပေါ့နော် ကျွန်မကုန်တယ်တယောက်ကအာစံတန်းချင်းအဲ 9000ဘိုးသူတတ်နိုင်တယ်ပေါ့နော်တကယ်တမ်းဝယ်လက်ကကြတော့စံတန်ချိန်9သိန်းဝယ်ခြင်းနဲ့ဆိုလို့ရှိရင် သူတခြားလိုအပ်တဲ့ပတ်စံကိုကျမတို့ trade financing ဆိုတာပေါ့နော်ဒါအဲဒီအဲဒီချင်းငွေကိုယူလိုက်ဘဏ်ကနေချင်းငွေယူလိုက်ဟိုဘက်ကဝယ်လက်ကိုစံတန်9သိန်းကိုသူလိုက်ပြီးဝယ်ပြီးလို့ရှိရင်ဟိုဘက်ကိုရောင်းပြီးလို့ရှိရင် ရောင်းပြီးတဲ့အချိန်မှာအငွေပြန်ဆက်တာမျိုးပေါ့နော်အဲအဲ့ဒါတွေလုံလို့ရတာဖြစ်ပါတယ်ရှင့် ။နောက်တင်းတန်စင်းနှုံးမတည်ငြိမ်မှုမတည်ငြိမ်မဲနဲ့နှစ်နှစ်စဉ်အရှုံးဖြစ်ပေါ်နေတဲ့ကိစ္စတွေပေါ့နော်။အဲအကြောက်ရဆုံးကတော့တောင်းတောင်းသူတွေစိတ်ဓာတ်ပြတ်ပြားပြီးတော့မှလုပ်ငန်းပေါ်မှာစိတ်ဝင်စားမှုအားနည်းပြီးတော့မှစိတ်ဓာတ်ကွန်အားအဲတက်ကြွလာဖို့ဆိုလို့ရှိရင်ကျမတို့ပညာပေးဆောင်ရွက်ရမယ်။နောက် group good agricultural practice ပေါ့နော် GAP နဲ့ကျမတို့စိုက်ပျိုးဖို့အဲ့လိုစိုက်ပျိုးတဲ့အချိန်မှာအဲကုံကြစိတ်ကိုလည်းကြခံနိုင်အောင်ကျမတို့ချင်းငွေကိုလုံလောက်စွာထုတ်ပေးဖို့။အဲပြီးလို့ရှိရင်ဒီအဲဒီတောင်သူတွေလည်းကျမတို့နိုင်ငံတော်ကလည်းကျမတို့ တောင်သူချင်းငွေတွေအများကြီးပေါ့နော်နိုင်ငံတော်မှာရရန်ရှိတယ်နှစ်ဆင်ပေါ့နော်ပေါ်နေတာဖြစ်ပါတယ်ရှင့်ထရီလီယံနဲ့ချီပြီးရှိတယ်လို့ကျွန်မသိရပါတယ်ပြီးလို့ရှင့်တောင်သူတွေပြည်ဟိုပေါ့နိုင်ငံတော်ဘက်ကလည်းတောင်သူတွေမဆက်နိုင်တဲ့အကျွေးကိုစာရွက်ပေါ်မှာပဲအဲရေးရေးသွင်းနေရတာပေါ့နော်ငွေရတော့တကယ်မရပဲနဲ့ရရန်ရှိပဲအဲပြီးလို့ရှင့်တောင်သူတွေစိတ်ထဲမှာလည်းမပေးချင်လို့မပေးတာမဟုတ်ဘူးအရှုံးပေါ်နေတယ်ပင်ပင်ပန်းပန်းလဲဆိုက်ပြီးတော့မှအရှုံးပေါ်နေတယ်မပေးချင်လို့ ီငွေမဆက်ချင်လို့မဆက်ချင်လို့မဟုတ်ဘူးမဆက်နိုင်တာပေါ့နော်အဲ့ဒါဆိုရင်ကျမတို့ကတော့ဘာလို့တင်လဲဆိုလို့ရှိရင်ကျမတို့ချင်းငွေတွေကိုတခုကိုကန့်တတ်လိုက်ပြီးလို့ရှိရင်အဲ့ချင်းငွေကိုကျမတို့10နှစ်နဲ့ရှော့ပေးမယ်သို့တော်လဲတစ်နှစ်ကို10ရာခိုင်နှုန်းတစ်နှစ်ကို10ရာခိုင်နှုန်းနဲ့10နှစ်ကြာကြာတဲ့အချိန်မှာဒီချင်းငွေတွေ ရှော့ပြီးသားဖြစ်သွားမယ်သို့တော့ဒီချင်းငွေတွေရှော့ခန့်ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာနကနေပြောတဲ့သိပ္ပံနိကြစိုက်ပျိုးတာပေါ့နော် Good Agricultural Practice GAP နဲ့စိုက်ပျိုးမှစိုက်ပျိုးရမယ်စိုက်ပျိုးပြီးလို့ရှိရင်အထွက်နှုန်းတိုးအောင်လုပ်ရမယ်ဒီ GAP တိုင်းလဲစိုက်ပျိုးတယ်အထွက်နှုန်းလဲတကယ်တိုးတဲ့အဲတောင်သူဦးကြီးတွေကိုကျွန်တော်တို့တစ်နှစ်ကိုဒီဒီစိုက်ပျိုးစိတ်ချင်းငွေအကျွေးတင်နေတာရဲ့10ရာခိုင်နှုန်းကိုရှော့ချပေးမယ်။တော့ဒီလိုလှုပ်ချင်အဖြစ်10နှစ်ဖြစ်သွားတဲ့အချိန်မှာ အဒီတောင်သူဦးကြီးတွေလည်းဒီ good agricultural practice နဲ့အဲဒီ site ပြောတာ10နှစ်ပြည့်သွားမယ်ပေါ့နော်10နှစ်ပြည့်သွားမယ်ပြီးလို့ရှိရင်အကျွေးလက်ခြေသွားမယ်နိုင်ငံတော်ကလည်းတောင်သူတွေကိုကူညီရရောက်တယ်ပေါ့နော်မဟုတ်လဲမရတော့မဲ့အကျွေးတွေဖြစ်တာပေါ့ရှင်ဟိုတောင်သူတွေလည်းပေါ့နော်ကျွန်တော်တို့အာဒီဆက်မှုလေယာဖြစ်အောင်ပေါ့နော်အစိုးရနဲ့ပူးပေါင်းပြီးတော့မှအစိုးရနဲ့ကူညီတာမျိုးပေါ့ရှင်ဥပမာဟိုပေါ့ချိတ်ခွဲတူလောင်တဲ့စနစ်တွေ စနစ်တွေကောင်းအောင်ပေါ့နော်တချို့စံနေစကွဲမဖြစ်အောင်ကျိတ်တဲ့နီးတွေရှိပါတယ်ရေနွေးငွေလေးတွေဟိုအဆိုတက်လေးနည်းနည်းပေးပြီးတော့မှကျိတ်တဲ့အချိန်မှာစံကအရန်ချောက်ပြီးကျွတ်နေတာမျိုးမဟုတ်တော့ဟိုများသောအားဖြင့်ဟိုဆန်ရဲ့ဆန်ရဲ့ quality ပေါ့နော်အကျိတ်ခွဲပြီးသားဆန်ဆန်ရဲ့ quality အလုံးလဲလှပြီးတော့မှဈေးကွက်လဲဝင်တာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကနိုင်ငံတကာအဆင့်မီအည်သွေးကောင်းမွန်အောင်ထိမ့်သိမ်းရေးပေါ့နော်။အဆိုလို့ရှိရင်ကျမတို့ဒီတူလောင်တဲ့အချိန်မှလဲကျမတို့ကနိုင်ငံတကာကနေဈေးကွက်နိုင်ငံတကာဈေးကွက်က ဝင်လို့တဲ့ပုံစံအတိုင်းပေါ့နော်အဆိုလို့ရှိရင်ဒီမှိုတွေမတက်နေရဘူးဒီမှိုမတက်အောင်လဲဆေးတွေတအားဖြန့်ထားလို့ရှိရင်အဒီစားသုံးသူတွေကဒီဓာတုဆေးတွေကစားပြီးသားဖြစ်တယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဒီဓာတ်ခွဲကန်းနေပါလေရှိရမှာပေါ့ရှင်ဒါဘလောက်ဘလောက်ပဲအဲဒီဈေးကွက်ကိုမရောက်ခင်အရက်30မတိုင်ခင်မှာတော့စိတ်ဖြန့်ထားလို့ရတယ်ဈေးကွက်ကိုတင်ပို့တော့မယ်ဆိုရင်ရက်30အလိုမှာအဲကျွန်တော်တို့ဒီပို့တတ်ဆေးတွေမဖြန့်ဖို့ပေါ့နော်စသဖြင့် ဒီလိုအသေးစိတ်တွေပေါ့ရှင်ဒါလေးတွေကျွန်တော်တို့တောင်းသူတွေကိုပညာပေးမယ်အကုန်တဲ့တွေကိုပညာပေးပြီးတော့မှကျွန်တော်တို့မြမဆန်ပေါ့နော်မြမဆန်နဲ့မြမဆန်စပားပေါ့နော်ကဘာမှာနာမည်ရအောင်ပေါ့ရှင်ကျွန်တော်တို့မှာမျိုးကောင်းမျိုးသားနေအများရှိပါတယ်မျိုးကောင်းမျိုးသားနေရှိတဲ့နိုင်ငံတကာဈေးကွက်ဝင်နိုင်တဲ့ဒီဆန်စပားတွေကျွန်တော်တို့အများရှိပါတယ်ရှင်နော်အဲ့လိုလှုပ်ချင်အပြင်ကျွန်တော်တို့ဈေးကွက်ပုံမူရရှိဖို့ပေါ့နော်အဲအဲ့ဒါလေးပါရှင်။နောက်ပြည်ပနိုင်ငံများတွင်ခန့်အပ်ထားတဲ့စီးပွားရေးတန်မှုတွေပေါ့ နော်ကျမတို့ကကျမတို့ကဒီမြန်မာနိုင်ငံတန်ယုံရှိတဲ့နေရာတွေမှာဒီအလုတ်သမားတန်တွေလည်းရှိတယ်စီးပွားရေးတန်မှုတွေလည်းရှိတယ်အလုတ်သမားတန်မှုတွေလည်းရှိတယ်နော်အလုတ်သမားတန်မှုတွေကတော့နိုင်ငံတကာမှာရောက်နေတဲ့မြန်မာအလုတ်သမားတွေရဲ့ရွှေ့ပြောင်းအလုတ်သမားတွေရဲ့ အဲဒီအခက်ခဲတွေကိုဖြေရှင်းပေးတာမျိုးပေါ့နော်။နောက်စီးပွားရေးတန်မှုတွေကတော့ကိုယ်ရှိတဲ့နိုင်ငံမှာပေါ့နော်။ကိုယ်ရှိတဲ့နိုင်ငံမှာအဘာအလေယာဆက်ပြိုးရေးနဲ့ပတ်သက်ပြီးဘာကုန်ပစ္စည်းတွေဝယ်လို့အားရှိလဲဆိုတဲ့ဟာပေါ့နော်။အဲဒါတွေကိုတေချာစနစ်တကျလုပ်ပြီးနိုင်ငံတော်ကိုပြန်ပြီးတော့မှပို့ပြီးတော့မှဒီဈေးကွက်ရဲ့ဝယ်လို့အားပေါ့နော်။အဲ့ဒါတွေကိုကျမတို့စနစ်တကျဖော်ထုတ်တင်ပါလေရှင်။ဒါဒါဖော်ထုတ်ဖို့လို့အတွက်လဲကျမတို့ကလူသားအရင်းမြစ်ရှိပြီးသားပေါ့နော်။ရှိပြီးသားဒါကိုတေချာ အတေချာဈေးကွက်ကိုပေါ့နော်ကိုမြန်မာနိုင်ငံမှာရှိတဲ့ထွက်ကုန်တွေကိုဈေးကွက်ရှာနိုင်တဲ့စီးပွားရေးတာမှုတွေဖြစ်အောင်ပေါ့နော်ကျမတို့ဒါလေးကိုစက်မှတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်